ားလုံးပဲမင်္ဂလာပါရှင်။သမီးတို့ကတော့ HPL H2Y Online School မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေပဲဖြစ်ပါတယ်။သမီးတို့ဒီနေ့တင်ဆက်မယ့် project လေးကတော့ Sumeria ခေတ်ကျောင်းပဲဖြစ်ပါရဲ့ရှင်။သမီးတို့ဖွဲ့မှာပါဝင်သူတွေကတော့010 Editor, 011 Introducer, 0155 Asha, 0185 Asha, 0195 Asha, 0305 Photo, 0315 Asha, 0395 Asha တို့ပဲဖြစ်ပါတယ်။သမီးတို့ရဲ့ project video လေးကိုကြည့်ရှုပေးကြပါဦးရှင်။ ီမံနယ်ဝင်များမတိုင်မီကလာချမ်းအရက်ရဲ့အရှိဘတ်ရှိုင်းနာလွင်ပြင်တွင်းကနေမြောက်ပိုင်းမှာစီမံနယ်ဝင်မဟုတ်တဲ့သူမျိုးများဝင်ရောက်လာပြီးတော့စူမားဒေတာမှာအရှိရှာတယ်။သူတို့အရှိရှာတဲ့ဒေတာကိုအစွဲပြုပြီးတော့သူတို့ကိုစူပါရီယားလို့ခေါ်ကြတယ်။သူတို့ကဂျုံနဲ့ပါလီတီနန်တွေကိုစိုက်ပျိုးကြပြီးတော့နွားနဲ့လေယာထိုးရက်ကြတယ်။မွေးမြူရေးအနေနဲ့စိတ်တိုးနွားတွေကို မွေးမြူကြတယ်။ပါတရဲ့အယူအပြင်လဲကိုကိုွယ်ရနဲ့တမီတွင်နွားမရဲ့ကိုရင်ကပါဝင်ပြီးတော့ထိုးနဲ့တမီကစိတ်တိုးသွားတွေကိုကောက်ွက်ဆောက်ဆောက်တယ်လို့ယုံကြည်ကြတယ် BC 3လောက်ခန့်ရောက်မှာအရှိဘတ်တောင်ကုန်းဒေသများမှာမြင်းကိုရယူနိုင်ကြတယ်။ဒါပေမဲ့အသုံးမတင်ကြလားတစ်ချိန်တည်းမှာကျင်းနီကိုရှာဖွေတွေ့ရှိပြီးအသုံးပြုခဲ့ကြတဲ့အထောက်ထားများအနေနဲ့ကျင်းနီနဲ့ပြုတ်လုထားတဲ့ဥက္ကဋ္ဌများလည်းတွေ့ရတယ်။သို့သောတစ်ဖက်ကလည်းကျောင်းပြလက်နဲ့များကို မစွန့်လွတ်နိုင်ကြသေးပဲဆက်လက်သုံးဆွဲခဲ့ကြတာကိုတွေ့ရတယ်။အဆောက်အဦအိမ်ပုံစံများမှာရှင်ပြမုံမှန်ကဆောက်လုပ်ထားတဲ့အိမ်များဖြစ်လာပြီးနောက်ပိုင်းမှာနေလန်းနဲ့ရှုပ်အုပ်တွေနဲ့လည်း တိဆောက်လာကြတယ် ဆူမာရီယန်တို့အတွက်စိုက်ပျိုးရေးနည်းမွေးမြူရေးတို့ကအလွန်အရေးပါတယ်။အဲဒီကနေတဆင့်တက်ပြီးသူမွေးထဲရေလောက်ချင်းကိုတက်မြောက်လာကြပြီးအဲဒီလုပ်ငန်းမှာလည်းအရေးပါတဲ့အသက်မွေးမှုစီးပွားရေးအဖြစ်သို့ရောက်ရှိလာတဲ့ချို့အတူဂျေနီအသုံးဆောင်များထုတ်လုပ်ခြင်းကလည်းအရေးပါတဲ့လုပ်ငန်းဖြစ်လာတဲ့ထုတ်လုပ်ရရှိလာတဲ့ပစ္စည်းတွေကိုအခြားသီတာများတို့တွားရောက်ရောင်းချခြင်းဖြင့်ကုန်သွယ်ရေးပါတိုးတက်လာတဲ့ထိုခေတ်ကဆူမာရီယန်တို့ရေကုန်သွယ်ရေးနယ်ပယ်ကအရှိတ်ပတ်အိန်းနီမြဝအထူးကျေပ ြန့်ခဲ့တဲ့အနောက်ဘက်တွင်မြေထဲပင်တဲ့ကမ်းခြေအထိရရှိတဲ့ထုကုံထုကုံတဲ့ရေအရိယာကြံပြဲမှုကြောင့်လူတစ်မျိုးနှစ်တစ်မျိုးဒေတာတစ်ခုနှစ်တစ်ခုရည်ကြီးမှုတစ်ခုနှစ်တစ်ခုကုလူဆက်ဆံဆက်ဆံခွင့်ရခဲ့တဲ့အထူးသဖြင့်အီဂျစ်နှင့်ဆူမာရီယန်တို့ဒေတာကွာခြားတော်လည်းရည်ကြီးမှုချင်းဖလှယ်ခဲ့ကြတဲ့အတွက်အတော်ပင်တူညီသောရည်ကြီးမှုများကိုကျင့်သုံးခဲ့ကြကြောင်းတွေ့ရတယ် PC 3500ခန်းကပေးစာပြီးစီမာရီယန်တို့ကစာပေးအရေးတာကိုစာတင်တုံးဆွဲခဲ့ကြရင်ရှင်ပြပြပြများပေါ်ရင်းဝါနေပြုတ်ထားတဲ့ style လက်ကညစ်တယ်မျိုးဖြင့်ရေးတာကပြီးလင်းမီးဖုပ်အပူပေးခြင်းဖြင့်မကြောတော့အောင်ပြုတ်ရရတယ်အရေးတာပုံစံမှာတက်ကလေးများတပွဲအချောင်းငယ်လေးများအားဆက်ဆက်ရေးတာခြင်းမျိုးဖြစ်ပြီးထိုရေးတာအား ဂျူနီဖောင်းအေးအတာဂျူဂျူနီဖောင်းစာဟုခေါ်ကြတယ်လက်တင်ဘာသာအားဖြင့်တက်ကိုဂျူနီယာဟူခေါ်ခြင်းမှာအီမာစဉ်သက်လာတာဖြစ်တယ်။ဆူမာရီယန်တို့ကလာအဆန်လာအဆုပ်မူဒီမူဒီတွက်ချက်တဲ့လာပြက်ကတဲ့ကိုတီထွင်ခဲ့ကြတယ်။တနှစ်ကို12လအထိပိုင်ချပြီး ဝါဝါထက်နေသဘောအတိုင်းပင်ရင်ဖန်ရခလာဒူလီရှိတဲ့ရေတွက်တဲ့တင်ချာစနစ်ကလည်းဆယ်လီစနစ်ယာလီစနစ်စဖြင့်မဟုတ်ပဲ69အခြေခံကရေတွက်ကြတဲ့ထိုမှတမိနစ်လေးစက္ကန့်60တနာရီလေး60မိနစ်စသဖြင့်အချိန်နာရီသမှတ်ပုံစပြုခဲ့ကြတယ်ထိုစဉ်ကစူမာရီရဲ့လောကမြေပြနိုင်ငံစနစ်အထောက်အရင်နဲ့အထောက်ကြတယ် အကြီးကြီးဖြစ်သူကိုဒေးဒီလို့ခေါ်ကြတယ်။အဆိုပါပဒေးဒီတို့ကအခေါင်အောင်ကျန်းတတ်ပြီးနိုင်ငံကိစ္စများမှလည်းခေါင်းမဆောင်တဲ့တာဝန်ထမ်းတဲ့အတွက်အများကြီးချစ်တော်သူမှုကိုခံရရှိတယ်။သူတို့ကကဘာပေါ်တဲ့ပထမဆုံးမျက်နှာကောင်ဆိုတဲ့နှစ်ဘင်းသုံးမဟုတ်လေးဘင်းတစ်ဆည်းရထားအောင်ပြုခဲ့ကြသူများလည်းဖြစ်တယ်။ဆည်းရထားတဲ့အတူဖဲလွန်ကောလိပ်ချင်းလင်းတများနေပါတွဲပတ်ထည့်ခဲ့ကြကြောင်းများအဆိုပါပဒေးဒီတို့ဤတိုက်ပွဲများအကြောင်းကိုစူမာရီယန်တို့ကကျောက်ထက်အခရာတင်ကမတန်းပြုခဲ့ကြတယ်။ ဆူမာရီယန်တို့ယဉ်ကျေးမှုကအီဂျစ်တို့နဲ့များစွာဆင်တူနေကြတာကိုတွေ့ရတယ်။အီဂျစ်ကနေပါရီများနေတူပါစတေစတီတို့ရဲ့တာဝန်မှာအုတ်ချုပ်ရေးတာဝန်သာမကလေယာကာနာအတွက်စီမံများအတွက်ဘာစီမံခွင့်ခွဲရသေးတယ်။ထို့အတူပါသာရဲ့အရာဂုံချုပ်ဖုံးကြီးရာထူကိုလည်းခံယူရတယ်။ပါတက်စတီနောက်နိုင်ငံအတွင်းအုပ်အော်ရှိသူများမှအစိုးရအမှု ထမ်းများနေဖုံးတော့ကြီးများဖြစ်ကြတယ်။ထိုနောက်တွင်မြေပိုင်ရှင်များနောက်မှာတာမန်အခြေခံလူဒန်းစားများဖြစ်တဲ့ကျုံများလေသမားများအစီကံများအစစ်စစ်ရှိကြတယ်။ဒီများကိုရှုအုံများဖြစ်တည်တာကြတဲ့ကေမိုးဒန်လေးတဲ့ကိုကောင်းစွာမခံနိုင်တဲ့အတွက်ပြိုလဲပျက်စီးတက်လာတယ်။အဲ့လိုပျက်စီးရဲ့အပျက်စီးတွေကိုပြန်လဲဖျက်ရှားသည့်မရှိတော့ဘဲမြင်းကြီးပြီး၎င်းပေါ်မှာအိမ်သစ်ထပ်မံတည်ထောင် လေးရှိတဲ့အတွက်နှစ်ကာလကြာရှိတာနဲ့အမျှမြို့နေရတွေကတဖြည်းဖြည်းမြင့်တက်လာတယ်။ဆူမာရီယန်တို့ဤမြို့ဟောင်းများမှာတောင်ကုန်းတောင်ပူဇာများပေါ်တွင်တည်ထားတဲ့ကဲ့သို့ဖြစ်နေတော့တယ်။မြို့၏အရေးပါသောအပိုင်းမှာဝေချောင်းဖြစ်ကမျောစင်းကြီးများပါဝင်သည့်တတိုင်းကြီးဖြစ်ကရင်ထားတယ်။ထိုမျောစင်းကြီး၏ရှေ့တွင်ပေ150ခန့်ရှိသည့်လေကားဖြင့်ဝေချောင်းခန့်ဟောသူဝင်ရောက်ရတယ်။ဝချောင်းများသည့်လေးနက်သားအီလီအာရီစုသည့်ဖြစ်ပြီးခေါမိုးပါရှိခြင်းမရှိကြပေ ဝူကျောင်းမကြီးနဘေးတွေလိုအမြန်ဝပြုရန်အတွက်ခဏနှင့်ဝူကျောင်းမများရှိတယ်။ပူဇော်ပသခြင်းနေခြင်းစိတ်ဒိုစားသည်ကိုတက်ဖြတ်ကရစ်ပူဇော်ကြတယ်။ဆိုင်ပြိုးရေးအောင်ဖြစ်ထိုးစီရဲ့ရည်ရွယ်ကဆုံးမလို့အရွက်ကို ထိုးဆိုင်သည့်ရေအိုးတအိုးဖြစ်လဲပူဇော်ကြတယ်။စမာရီယနိုနီအီဂျစ်တို့ကွာခြားချက်မှာလူသေးပြီးနောက်ကြံရည်ရှိ အလောင်းကိုအများအပြားအင်ရောက်တွေမြုပ်လေရှိတယ်ရှိသည့်ဖြစ်တယ် ဖုံးမလွဲလင်အိမ်ဤမြောက်ဘက်တတိုင်းအနာမြေကွက်လက်တွေကကက်ကာမြင်နေကြတယ်။သို့သောအီဂျစ်ကဲ့သို့တည်သောအသုံးဆောင်များနှင့်အစီကံလဲတွေတက်စင်လျက်ရှိသည့်နွားများတက်ဖြစ်ထက်သွေးမြုပ်ပေးထားသည့်ကိုတွေ့ရတယ်။ဆူမာရီယန်တို့အနန်အရီမျိုးပြနိုင်ငံကခေါင်းဆောင်ဖြစ်တဲ့ယူပရတီမြေကမ်းပေါ်မှာတည်ရှိပြီးမြို့ဝနဲ့လည်းမဝေးပါအရီမျိုးဤပမာဆုံးအုပ်စုတဲ့မင်းဆက် အကြောင်းကိုတိတိကျကျရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေမဲ့ခမန်းဆက်ဆက်မှုများအရာ Mat Indimata က BC 290ခန့်ကလေးကအုပ်ဆိုးသွားပြီးအဲ့ဒီမင်းဆက်တွင်ငါမင်း၅ပါးရှိကြောင်းသိရတယ်။ထိုမျိုးဟောင်းရအားတူးဖော်ရမှမြေအောက်ကအထက်ထက်တည်ရှိနေတဲ့မြို့ဟောင်းရများအောက်မှာတမိုင်းအဖိုးတန်ပစ္စည်းများဖြစ်တဲ့လူအသုံးဆောင်များကိုတွေ့ရတယ်။လက်ရအဆင့်အတန်းမြင့်မားပြီးဤကြည့်များထက်မနှိမ့်ကြောင်းတွေ့ရတယ်။ တွေ့ရှိရတဲ့လက်ရာများအရအဲ့အချိန်က အရှိအာရှမှာဆူမာရီယန်တို့ရဲ့ရင်ကျိမှု မှာ အထွတ်အထိပ်ဖြစ်နေတာကိုသိနိုင်တယ်။အာနေမြို့ပြနိုင်ငံမှာလာဂတ်စ်မြို့ဖြစ်တဲ့ ။အဲ့ဒီမျိုးတို့ကအပြန်လဲစပြိုင်ဆိုင်ကြပြီးနောက်ဆုံးမှာအာရှုံတွေကပြတ်သုံးသွားတယ်။အဲ့ဒီကနေစပြီးအချင်းချင်းတိုက်ခိုက်မှုများအပြင်မြောက်ဘက်ကနေအာဂန်ဒီးယားများရဲ့ကျူးကျော်မှုကိုလည်းရင်ဆိုင်ခဲ့ရပြီး BC 1950ခန့်မှာအာဂန်ဒီးယားပြည်ရင်စာကုန်ရဲ့တိုက်ခိုက်မှုကြောင့်ဆူမာရီယန်တို့ရဲ့မျိုးပြနိုင်ငံများပျက်စီးသွားရတယ်။ဒါပေမဲ့အာဂန်ဒီးယားများကဆူမာရီယန်တို့ထံမှအစာပေနဲ့ယဉ်ကျေးမှုဒိလိထုံးစံများကိုစက်ခံရယူရတဲ့အတွက် အဲ့လူမျိုးနှမျိုးကယေရှုမတသားရဲဖြစ်ပြီးဆူမားနဲ့အာဂတ်နိုင်ငံကိုတည်ထောင်ခဲ့ကြတယ်။ဆူမာရီယန်တို့ကအန်ဂန်ဒီယန်တို့အောင်နိုင်ပြီးတဲ့နောက်နှစ်ပေါင်းနေရအကြာမှာဆူမားအာဂတ်ဟူ၍နိုင်ငံတစ်ခုကို ပူးပေါင်းတည်ထောင်ကြတယ်။အဲ့ဒီနိုင်ငံကယူဖရက်တင်းနဲ့မြောက်ဘက်မှာရှိတဲ့အာစရီးယားနိုင်ငံထိအရှေ့ဘက်မှာပါရှန်ပင်လယ်ကွေ့ထိပ်ဖြားနဲ့အီလန်မြို့အထိအနောက်ဘက်မှာမြေတဲပင်လယ်ကမ်းကြီး ပါလက်စတိုင်းမြောက်ပိုင်းထိပါကျင်းပြန့်နေတို့ဖြင့်အနောက်ဘက်ခြံဒေသများကရခိုင်ကထက်ပိုပြီးစီးစနစ်ကြတဲ့အုတ်ချုပ်ရေးစနစ်နဲ့အုတ်ချုပ်ချင်းခံရတဲ့အတွက်တိုးတက်လာတယ်။အထူးသဖြင့်ကုန်းစည်းကူးသားရောင်းဝယ်ရေးမှာဖွံ့ဖြိုးလာပြီးတစ်ဖက်မှာလည်းစူမားအာခတ်ယဉ်ကျေးမှုကလည်းအထုအထိတ်တို့ရောက်လာတယ်။ ဆူမာရီယန်လူမျိုးများအချင်းချင်းမသိမြတ်ကြပဲစစ်ပန်နေချိန်များမှာတစ်ဖက်ကလည်းဆူမာဒေတာရဲ့မျက်ဖက်မှာရှိတဲ့အာဂန်ဒီယန်များရဲ့ကြီးကြော်မှုများကိုလည်းရင်ဆိုင်ခဲ့ကြရတယ်။ဒါပေမဲ့စီရေးစီရကျွန့်ကျင်တဲ့ဆူမာရီယန်များနဲ့အာဂန်ဒီယန်တို့အနေနဲ့လမ်းမနိုင်ခြင်းမရှိကြပါ။ BC 1950ရောက်တဲ့အခါမှာအာဂန်ဒီယန်တို့ကလက်ယုံရည်နှလုံးရည်နဲ့ပြည်စုံတဲ့စာကုန်ဘင်ရဲ့ဥဆောင်မှုနဲ့ဆူမာရီယန်အပေါင်းတို့ကအောင်နိုင်ခဲ့ကြတယ်။ ။စာကွန်ရဲ့ Empire ကပါရှန်ပင်လယ်ခွေ့မြောက်ပိုင်းမှာရှိတဲ့အီလမြို့မှာအနောက်ဘက်မြေတဲ့ပင်လယ်အထက်တိုင်းကျယ်ပြန့်နေ။မြတ်ဘမှာ Euphrates နဲ့ Tigris မြစ်များရဲ့အထက်ပြပိုင်းထိပ်တိုင်းကျယ်ပြန့်သေးတယ်။ ဟိုအာဂန်ဒီယန်တို့ကစူမာရိုပေါ်မှာအောင်နိုင်ပြီးအရှင်သခင်ဖြစ်လာတဲ့အတွက်၎င်းတို့အနေနဲ့ခြေစလုံးအိမ်နဲ့လဲလဲရဲစရိုက်ကိုစုပြစ်လိုက်ကြပြီးစူမာရီယန်များကဲ့သို့ပင်နေလန်းရှုံနဲ့အိမ်ယာနာတိဆောက်ကအနေကြနေထိုင်လာကြတယ်။စာပေသုံးတော့မရှိကြသေးတဲ့အတွက်စူမာရီယန်တို့စီကဂျူနီဖောင်းဆိုင်ရင်းညီကိုတည်ယူကြပြီး၎င်းတို့ရဲ့စီမတ်ဘာသာစကားနဲ့ရည်သားကြတယ်။ထို့ဒူအချုပ်ရေးကလည်းစူမာရီယန်တို့ကိုဆီယတ်တင်ကကျင့်သုံးကြရပြန်တယ်။သို့ဖြစ်အချင်းကြ တော့အလေးချိန်ချိန်တိုင်းအတိုင်းဒါအတွက်ချက်စီရစီရဆရာရိပါမကျအာကတ်တို့ကဆူမာရီယန်တို့ထံမှစက္ကန့်တင်ယူတဲ့ဖြစ်အာကတ်နဲ့ဆူမာတို့ကလူမျိုးတစ်မျိုးတည်းဖြစ်သွားကြပြီးနှစ်နေရာခန့်အကြာမှာဆူမာတို့ကထိုဒေတာကိုအသာစီးပြန်ရလာကြတယ်။ထူးခြားချက်အနေနဲ့အာဂန်ဒီယန်များကဆူမာရီယန်တို့ထံမှတင်ယူပြုလုပ်တဲ့စစ်ခမောက်ကကမ္ဘာရှိအကြဆုံးတပ်ထုနဲ့ပြုလုပ်ထားတဲ့စစ်ပဆိုင်ရာတစားဖြစ်မှတ်တမ်းတင်ခံရတယ်။ ်ပြီးစီ1328ရောက်မှာအီလန်ဒေတာမှာအမိုက်လူမျိုးတို့ကဆူမားအာဂတ်နိုင်ငံကိုကျူးကျော်ပြီးဘီရင်ဖြစ်သူအားဖမ်းဆီးလိုက်ကြတယ်။တချိန်ထဲမှာမြောက်ပိုင်းမှာရှိတဲ့အမိုရက်မျိုးနွယ်များကလည်းဆူမားအာဂတ်နိုင်ငံတွင်သို့တိုးဝင်လာက ယူဖရိတ်တင်းမြေကမ်းပေါ်တွင်ဘေဘီလုံရွာငယ်လေးကိုတည်ထောင်ချေကြတယ်။အချိန်နှဲငယ်တွင်မှာထိုရွာငယ်လေးကအမိုရက်တို့ရဲ့ဘေဘီလုံမျိုးတော်ဖြစ်လာတယ်။ အချိန်မှစပြီးစူမာအကက်နိုင်ငံနေရာမှာစူမာနဲ့အကက်တို့၏အခမ်းမှာမင်းမိန်သွားပြီးအရမိုင်းနဲ့အမိုရိုက်နယ်ဝင်များကတာနဲ့မြေပိုင်းစိုးရေးအတွက်ရှင်ပြိုင်စနစ်ပြုကြတော်တယ်။နယ်မြေပိုင်းစိုးရေးစစ်ပွဲများသည့်ရာစုနှစ်တကူများကြာရှိကအပြန်လဲတိုက်ခိုက်ခဲ့ကြတယ်။ BC 2123အရောက်တွင် Amorite အပေါင်းတို့ကဟမ်မူရပြီးဘရင်ကဦးဆောင်ကနှစ်30ကျော်ခန့် Aramite များနှင့်စစ်ပြုကအနိုင်ရသဖြင့် အရမိုက်များထိုဒေတာကကိုဆုံးခွာထွက်သွားကြခြင်း ဖြင့်ဆူမားအက်ကက်ဒေတာသည် အမိုရိုက်တို့၏ကြိုင်ဘက်မရှိ အုပ်ဆိုးခြင်းကိုခံရသည်တမီတို့ရဲ့ project လေးကတော့ဒီလောက်ပါပဲရှင် project မှာအဖားလေးတွေလိုအပ်တာလေးတွေရှိရင်နားလည်ပေးဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တယောက်စီစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်